တနေ့မဖြစ်သေးတဲ့ကလေးငယ်လေးတွေအတွက်မတင်တော်တဲ့အစားအစာတွေရှိပါတယ်။ဒါကြောင့်မို့လို့ဒီနေ့မှာတော့တနေ့အောက်ကလေးငယ်လေးအတွက်မကျူးတင်တဲ့အစားအစာလေးတွေအကြောင်းကိုမျှပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအစားအစာကတော့ကြားရည်ပါ။ကြားရည်ကကလေးဦးထဲမှာအဆိတ်အတော့တွေဖြစ်စေနိုင်တဲ့ပတိရရဲ့ပါဝင်နိုင်တဲ့အတွက်ကြောင့်မို့လို့အစာအဆိတ်တင်တာဖြစ်နိုင်ပါတယ်။ဒါကြောင့်ကလေးအသက်တနည်းမပြည့်ခင်မှာကြားရည်မကျွေးတာကတော့ကောင်းပါတယ်။ ပြီးတော့နွားတို့ပါနွားတို့ကခနာကိုအတွက်ကောင်းတယ်ဆိုပေမဲ့တနေ့အောင်ကလေးတွေကိုတော့နွားနဲ့မတိုက်သင့်ပါဘူးကလေးအတွက်အစာချေဖို့ခက်နိုင်ပါတယ်တနေ့ပြင်မှာပဲထိုင်တဲ့လောက်တိုက်နိုင်ပါတယ်ပြီးတော့အသီးဖြော်ရေပေါ့နော်အသီးဖြော်ရေကကောင်းကျိုးရရှိရဆိုပေမဲ့လေကလေးငယ်လေးအတွက်လိုအပ်တဲ့အဆီဓာတ်ပရိုတင်းကယ်စီယမ်ဇင်းနဲ့ဗီတာမင် D တက်တင်မပေါင်းပါဘူးအသီးဖြော်ရေတွေကြောင့်တနေ့အောင်ကလေးငယ်လေးအတွက်အဓိကအာဟာရဖြစ်တဲ့မိခင်တို့ဒါမှမဟုတ်ရှင်တို့မှုတွေကိုစားကျင်နေစေရုံနေစေပါတယ်အသီးဖြော်ရေကြောင့်ကလေးငယ်တွေမှာတော့ပိုးဆိုင်လာဝင်ပြက်လာတဲ့ကလေးဝါပိုက်ပြက်လာတွေဖြစ်လာနိုင်ပါတယ် မလို့ဘောတော့အချိုများတဲ့အစားအစာတွေပါခလင်းရရရှာပုံမှာကအာယုံကံမှုလေးတွေကြောင့်အချိုကိုဆွဲလန်းတက်တဲ့တဘာဝရှိရတဲ့ကြောင့်မို့လို့ကိန်းကုန်တွေတခြားလုံးလိုမျိုးအချိုများတဲ့အစားအစာတွေကိုမသေးပါနဲ့အောင်အချိုပဲတောင်းနေရင်တော့အာဟာရရှိတဲ့အစာတွေကိုရင်းနေပါလိမ့်မယ်ကလေးကိုကျွေးမဲ့စားစားမဲ့ကမြကိုအချိုခဲတာမျိုးတော့မလုပ်သင့်ပါဘူးပြီးတော့အငံပါအငံကကြောက်ကွက်အတွက်မကောင်းတာဖြစ်တဲ့အကြောင်းမို့လို့ခလေးငယ်လေးကိုအငံများကမကျွေးသင့်ပါဘူးခလေးစားမဲ့စားစားတဲ့မှာအငံသိပ်ပြီးတော့မထည့်ပါနဲ့နော် အခုအနေနဲ့ကကြတော့အစီအစံပဲဖြစ်ပါတယ်။ဒါတော့၅နှစ်အောက်ကလေးတွေကိုညီပဲအပါဝင်အစီအစံတွေမချွေးတင်ပါဘူး။အဝင်လွဲပြီးတော့အသက်ရှူလမ်းကြောင်းပိတ်ဆို့စီနိုင်လို့ပါ။ကိုကတမတမှုဖြစ်တတ်တဲ့မိသားစုမျိုးမရှိဘူးဆိုရင်တော့ညီပဲကိုထောင်းတာပဲဖြစ်ဖြစ်၊ချိန်တာပဲဖြစ်ဖြစ်မုတ်သေးထည့်ပြီးတော့ဗောနော်ကလေးကိုအသက်၆လအထက်မှာချွေးလို့ရပါတယ်။ နောက်တစ်ခုကတော့အဆီထုတ်လာတဲ့အစာအစာတွေပါအဆီတက်ကမွေးကင်းစားတဲ့ငယ်ကလေးငယ်တွေအတွက်ကယ်လိုရီနဲ့ဗီတာမင်တွေရရှိနိုင်တဲ့အရေးပါတဲ့အရင်းမြစ်ပဲဖြစ်ပါတယ်။အသက်နည်းနည်းအောင်ကလေးတွေအတွက်အဆီမထုတ်ထားတဲ့တဘာဝနွားနိုဒိန်ချင်း cheese တွေကိုပဲရွေးချယ်သင့်ပါတယ်။နောက်တစ်ခုကတော့မာဂျူရီများတဲ့ငါးရယ်ပေါ့နော်။ကလေးငယ်လေးတွေကိုငါကြွေးတာကညင်ရီကိုတိုးတက်စေနိုင်လို့သူတွေစင်နာတွေက ပြောကြပါတယ်။ဒါပေမဲ့မာဂျူရီပိုင်မှုများတဲ့ငါးရယ်ဖြစ်တဲ့တူနာငါးတစ်တာမက်ကရယ်ပင်လယ်ငါးတွေကိုတော့မကြွေးသင့်ပါဘူး။ ရေမတန်းတဲ့နေရာတွေကနေရရှိတဲ့ငါးတွေကိုလည်းမကြွေးသင့်ပါဘူးเนาะနောက်တစ်ခုကတော့မာထက်အသီးရွက်စိမ့်နေပါဝန်တော်ဥနီလိုမျိုးမာနဲ့ဟင်းသီးရွက်တွေကိုလှီးထားပေးတာစီးတုထားတဲ့အသီးအနံတွေစပစ်တီလိုမျိုးလောရတဲ့အသီးတွေအားလုံးအားဆိုရင်အသက်ရှူလမ်းကြောင်းပြည့်စုံနေတဲ့အရာတွေပါကျွေးချင်တယ်ဆိုရင်တော့တည်တည်လေးလေးပြီးတော့ပဲပြပြချိန်ထားတာမျိုးတွေကျွေးနိုင်ပါတယ် မဆလို့ပေါ်လာပြေဝါစီပါကလေးတွေကိုစီသိမ့်များတာတွေဥပမာအာလူးချိုလိုမျိုးတွေနောက်တစ်ခုကစီများတဲ့ဘစ်စကစ်တွေနဲ့ကင်းမှုတွေကိုမများမချွေးပါနဲ့ပြေဝါစီပောင်ဝင်မှုလည်းအစားအစာတွေကိုရွေးတင်ပါတယ်အခုပြောပေးကြတာဆိုရင်တနည်းကကလေးငယ်လေးတွေကိုမချွေးတင်တဲ့အစားအစာတွေကိုမျှပေးကြတာဖြစ်ပါတယ်၅000ပေးတော့အားလုံးကိုကျေးဇူးတင်ပါတယ်